လုံးမင်္ဂလာပါရှင်ကျမတို့ဒီပေါ့နော် stage of literacy development ကြောင်းလေးကိုဆွေးနွေးပြနေဖြစ်ပါတယ်ဒီနေ့ကဆိုလို့ရှိရင်လည်းပဲကျမတို့ဒီကပေါ့နော်ဒီလူမျိုးတွေဖွံ့ဖြိုးဖို့အတွက်ကျမတို့ phonemics awareness တွေရှိဖို့လိုတယ်ဒီစကားလုံးတွေနဲ့အတန်အနေနဲ့ပေါင်းပြီးတော့ပေါ့နော်လူတွေအတန်ထွက်ရတယ်ဇီးစကားလုံးတွေကဘလို့အတန်နေထွက်တယ်ဆိုတာကိုစနစ်တကျပေါ့နော် တစ်စင်းချင်းစီလေ့ကျင့်ပေးကြရမယ်အဲဒီမှာလည်းပဲပေါ့နော် ဒီလိုမျိုးပေါ့နော်ကလေးတွေရဲ့သူတို့ရဲ့အတီထဲမှာမှတ်မိသွားအောင်ရေကိုဟန်နေအမူအရာတွေရေခန္ဓာကိုယ်လှုပ်ရှားမှုတွေပေါ့နော်ခန္ဓာကိုယ်လှုပ်ရှားမှုနီးမျိုးစုံနဲ့ပေါ့နော်ဟိုကျမတို့ရဲ့ကလေးတွေကိုအဓိကအတန်နေနဲ့သူတို့ရဲ့အတွေးတွေထဲမှာ project လုပ်နေအောင်သူတို့အုံနောက်ထဲမှာပေါ့နော် အမြင်အာယုံ အကြအာယုံ အဲအဲ့ဒီအာယုန်နေရနေမှာပါတင်ကျမတို့ဒီ phoning phoning နေကိုသူတို့ရဲ့ဒီ process လုပ်ပြီးတော့ဒီစလုံးနေကိုမှတ်မိလားအတန်နေကိုထွက်တတ်အောင်အတန် နေနဲ့ဆက်ဆက်အတန်တစ်ခုနဲ့တစ်ခုနဲ့ဆက်ဆက်ပုံအဲပေါင်းဆက်လိုက်တဲ့အခါမှာရလာတဲ့စကလုံးအစ်တီဒါလေးတွေကိုတော့ဒီဟာကိုတစ်ခုခုကိုဖယ်လိုက်ပြီးတော့မှစကလုံးအစ်တီရလာတာတွေဒါမျိုးလေးတွေကိုအတန်နေရဲ့အတန်မိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိအောင်ကိုယ်တိုင်လည်းပြောတတ်အောင် နားလဲနားလဲအောင်ဒါမျိုးလေးတွေကိုလေ့ကျင့်ပေးသွားကြရမှာဖြစ်ပါလေရှင်။အဲ့လိုမျိုးလေ့ကျင့်ပေးရင်းနဲ့ပေါ့နော်။ဒီလိုမျိုးပေါ့နော် phonemic awareness တွေရှိရမယ်ကျမတို့ဒီကပေါ့နော်စာဖတ်နိုင်မှုဆွဲရီမှာအပိုင်းကြီးဟဲ၅ဘိုင်းရှိတယ်ဆိုတာကိုလည်းကျမဆွေးနွေးပေးထားတယ်။ဒီအပိုင်းကြီး၅ဘိုင်းမှာဒီလိုမျိုးကျွမ်းကျင်မှုတွေရှိအောင် ဟိုလေ့ကျင့်ပေးရမယ်အဲ့လိုမျိုးကျွမ်းကျင်မှုတွေရှိအောင်လေ့ကျင့်ရင်းနဲ့ကလေးတွေဟာပေါ့နော်တဖြည်းဖြည်းနဲ့ဒီကကျွန်တော်တို့ဒီပေါ့နော် emergent literacy skill ပေါ့နော်တကယ်ကိုပေါ့အဲရေးဖတ်မတက်ခင်မှာအဲပေါ့နော်ကလေးတွေဟာစာပေနဲ့ပတ်သက်ပြီးတော့သိရှိလာတယ်သိရှိလာရမယ်အတွေးတွေအတွေးအမြင်တွေဟာလိုအပ်ပါတယ် ဒီအတွေးမြင်နေအတန်အတွက်ဒီမှန်ကန်လောင်းလေ့ကျင့်ပေးရမယ်ဒီက emerging literacy skill တွေကဝယ်ပေါ့နော်ကျွမ်းကျင်ကျင်တဲ့အခရာတွေအဲကျွမ်းကျင်မှုတွေပုံနှိပ်တွေပုံနှိပ်စကားလုံးတွေနဲ့တို့ရင်းနှီးအောင်ပုံနှိပ်စာအုပ်တွေကိုစိတ်ဝင်စားအောင် လေ့ကျင့်ပေးကြရမယ်အဲလိုမျိုးလေ့ကျင့်ပေးပြီးတော့မှ ပုံမြင်လေးတွေပြောပြနိုင်ရမယ်ဒါအတန်ထွက်လာတာအဲ့လိုမျိုးတွေလှုပ်ဆောင်ပြီးရောမှာကျမတို့ phonological awareness ဆိုတဲ့ပေါ်တော့ကျမတို့ဒီအတန်အတွက်ဆိုင်ရာအတိကျွဲဝလာမယ်စကလုံးနေနဲ့စာကြောင်းအစုံးမှရှိရဲ့အတန်တူတွေရှိမယ်စကလုံးတွဲတွေရှိမယ်စလုံးရှိစွန်းမှာအတန်တူတာတွေစလုံးရဲ့နောက်မှာရှိရဲ့စလုံးတွေကအတန်တူတာတွေဒါမျိုးတွေအတန်ပိုင်းဆိုင်ရာတွေကိုသူတို့တွေ ဒါရင်းနှီးကျွမ်းဝင်လာမယ်အဲ့လိုမျိုးကျွမ်းဝင်လာပြီးမှတဖြည်းဖြည်းနဲ့ phonics ပေါ့နော်ဒီအားကြတော့ဒီစာဖတ်ခြင်းရဲ့အစိတ်ပိုင်းတွေဖြစ်တဲ့အတန်ပိုင်းဆိုင်ရာအတိတွေဖတ်ဖို့အတွက်ဘလို့စလုံးပေါင်းရမယ်ဝါရရတွေကို fluency ဖြစ်လာမယ်အဲ့လိုမျိုးဖြစ်လာနားလည်လာ လေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါတယ်ရှင်အဲ့မှာဆိုရင်ကျမတို့ phonemics awareness ပေါ့နော်အတန်ပိုင်းဆိုင်ရာသိ phonemics awareness အတန်ပိုင်းဆိုင်ရာသိတွေအဲ့အတန်ပိုင်းဆိုင်ရာသိတွေမှာလည်းပဲသူတို့တွေဟာအတန်တွေကိုကြားနိုင်တယ်ခွဲခြားနိုင်မယ်လူတလူပြောင်းလဲပြီးတော့အသုံးပြုလို့ရတယ်ဆိုတာတွေကိုသူတို့သိရှိလာမယ်ဥပမာပေါ့နော်ကျမတို့ CAT ဆိုတာလေးကိုပြောမယ်အဲ့မှာဆိုရင်စကားလုံး၃လုံးကို အဲဒီထဲမှာဆိုရင်စကလုံးသုံးလုံးပါဝင်နေတယ်ပေါ့ဒါမျိုးတွေကိုကျွန်တော်တို့ဒီမှာသူတို့တွေအဲဒီအစ်စ်မှာပေါ့နော်ဒီ phonemics awareness အစစ်မှာသူတို့တွေနားလည်လာစေရမယ်အဲ့လိုနဲ့ပေါ့နော်ကျမတို့ phonics အတန်တွေကိုပေါင်းမယ်အတန်တွေပေါင်းခြင်းတွေအခရာတွေနဲ့အတန်တွေနဲ့ဆက်ဆက်မှုကိုသိရှိနားလည်လာမယ်ဥပမာပေါ့နော်ကျမတို့ခုနကျမရှေ့မှာနမူနာပြောသလိုပဲ c ဆိုရင် k k အဲဒီလိုမျိုးအတန်လေးထွက်တယ် a ဆိုရင် အဲဒါမျိုးတွေအတန်းထွက်တယ်။ဒါမျိုးကိုတို့သိရှိလာမယ်။အဲ့လိုနဲ့ပေါ့နော်ကျမတို့ vocabulary ဆိုရယ် vocabulary ပိုင်းနေ ဒါမျိုးတွေကိုလည်းစကလုံးအစ်စ်တွေကိုလည်းတို့နားလည်လာမယ်ဒီစကလုံးအစ်စ်တွေကိုနားလည်လာပြီးတော့အဓိပ္ပာယ်တွေကိုစုလို့တဲ့အဓိပ္ပာယ်တွေကိုတို့တွေအသုံးပြုနာလိုက်အသုံးပြုလာနိုင်မယ်အဲ့ဒီခါမှာဆက်ဖက်ကြမှာဝေါ်ဟာရကျွဲဝစီဖို့အတွက်ဒီ vocabulary ဘိုင်းရလဲအရေးကြီးရလဲဖြစ်ပါလေရှင်အဲ့လိုနဲ့ကျွန်တော်တဖြည်းဖြည်းနဲ့ fluency ဖြစ်လာမယ်ပေါ့နော် reading mind နေမှာဖတ်တဲ့အခါမှာတိကျမှန်ကန်စွာ ဖတ်တတ်မယ် ခံစားချက်နဲ့အတန်နေအတန်ထားမှန်မှန်နဲ့တင့်တော်တဲ့နှုံးနဲ့ဖတ်နိုင်တာတွေကိုကျမတို့ fluency ဖြစ်တယ်လို့ခေါ်ပါတယ်ဒီထဲမှာဆိုရင်အတက်ဒီအကြောင်းအရာပေါ်မှာမူတည်ပြီးတော့ဗောနော်သူတို့တွေရဲ့အတန်နေအတန်ထားတွေစိတ်ထဲမှာရှိရခံစားချက်တွေပေါ့ဒါမျိုးတွေနဲ့ပေါ့နော် နောက်တစ်ခါတင့်တော်တဲ့အတန်နှုံးသားတွေမြန်လွန်းခြင်းမဟုတ်နှေးလွန်းတာလည်းမဟုတ်ပဲနဲ့ပေါ့နော်တင့်တော်တဲ့အတန်နှုံးသားတွေနဲ့ဖတ်နိုင်လာမယ်ဒီ fluency ဖြစ်ပြီးဆိုရင်အဲ့လိုနဲ့နောက်ဆုံးမိတ်တော့နော်ကျမတို့ တကယ်ကိုအကောင်းဆုံးအဆင့်ကိုရောက်သွားမှာမှာ comprehension ဆိုရဲပေါ့နော်နားလည်နိုင်စွမ်းနေရှိလာမယ်ကျွမ်းကျင်လာမယ်နားထောင်တာနဲ့ဖတ်တာတွေကနေရရှိလာတဲ့အကြောင်းအရာတွေကိုသူတို့တွေနားလည်လာနိုင်မယ်အဲနားလေလာနိုင်မယ်ဆန်းစစ်သုံးသက်လာနိုင်မယ်အဲဒါကကျမတို့ဒီပေါ့နော် စာဖတ်ခြင်းရဲ့တကယ်ကိုပေါ့နော်ဟိုပေါ့ဖြစ်စေခြင်းနဲ့စာဖတ်ခြင်းကိုဒီလိုမျိုးအဆင့်ထိ နားလဲလာမယ်နားလဲလာရင်လည်းသူတို့ကအဓိပ္ပာယ်ကိုတည်လာမယ်အဓိပ္ပာယ်ကိုတည်တယ်လို့ပဲပေါ့နော်ဒီကဆက်ဆက်နေတဲ့အကြောင်းအရာလေးတွေကိုသူတို့တည်လာမယ် understanding and analyze ဒါတွေကို analyze လုပ်နိုင်တဲ့အဆင့်ကိုရောက်သွားမယ်သူတို့နားလဲနားထောင်နိုင်တယ်သူတို့ကိုယ်တိုင်လည်းပြန်ပြီးတော့ပြောနိုင်တဲ့ဖတ်နိုင်တဲ့အဆင့်ကိုရောက်အောင်ဒီအဆင့်ရောက်အောင်တစီငင်းစီလေ့ကျင့်ပေးကြမှာလည်းဖြစ်ပါလေရှင်ဒါကြောင့်ကျွန်တော်တို့စာဖတ်မှုစွမ်းရည်ရဲ့အပိုင်းကြီး၅ပိုင်းရှိရဲ့အဓိကအပိုင်းကြီး၅ပိုင်းရှိရဲ့ တန်ရင်းဆိုင်ရာတွေသိရှိရမယ် phonemics awareness တွေရှိရမယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒီအစီအစဉ်နေပြီးတော့အတန်နဲ့သင်္ကေတတွေရဲ့ဆက်ဆက်မှုကိုသိရှိနိုင်မယ် phonics တွေကျွမ်းကျင်လာရမယ်အရေးကြီးတယ်ပေါ့နော်ဒီ phonics မှာလည်းဒါကျမတို့နည်းမျိုးမျိုးတော့ရှိတယ်အဲနည်းမျိုးမျိုးတော့ရှိတယ်ကျမတို့ဒီ oxford phonics တွေလည်းရှိတယ်အဲကိုအာတန်ရအာတန်ရပေါ့နော်မိမိနဲ့ဟိုပေါ့ဒီ ဒါမိမိရဲ့အတွေ့အကြုံနဲ့အာတန်ရာကိုပေါ့နော်လေးလာကြပြီးတော့ဒီကလေးတွေကိုပေါ့လေ့ကျင့်ပေးကြရတယ်။ဒါမျိုးတွေတော့ရှိရဲ့။အဲ့တော့ကြတော့အတန်နဲ့အတန်သင်္ကေတတွေရဲ့ဆက်ဆက်မှုကိုသိရှိလာမယ်။အစင်သုံးကိုရောက်ပြီးဆိုရင်ဟောအားရစကလုံးတွေ vocabulary ကျွဲဝလာမယ်။ အဲအဲ့စင်ဒီရောက်လာမယ်အဲ့မှာချင်းကျွန်တော်တဖြည်းဖြည်းနဲ့ fluency ဖြစ်လာမယ်ဒါတွေကိုသူတို့တွေတိတိကျကျမမှန်ကန်ကန်နဲ့ပေါ့နော်သူတို့တွေဟာဒီအဲကျွန်းကျွန်းချင်းချင်းနဲ့ဖတ်နိုင်တဲ့အဆင့်ကို fluency ဖြစ်တဲ့အဆင့်ကိုရောက်ရှိလာရရှိလာစေမှာဖြစ်ပါတယ်အဲ့လိုမျိုး fluency ဖြစ်လာပြီဆိုရင် comprehension ဆိုတဲ့နားလည်တက်ကြွတဲ့အစီအကိုမိမိကိုယ်တိုင်က analyze လုပ်နိုင်တယ်အဲနားလည်လာမယ်နားထောင်ကြားလိုက်တဲ့အရာနားထောင်လိုက်ရတဲ့အရာတကူသူတို့နားလည်လာမယ်ပြီးရင်ပြန်ပြီးတော့ပြောတတ်လာမယ်ဒီလိုမျိုးအဆင့်ထိကိုတစ်စီရင်းစီကျွန်တော်စာဖတ်မှုဆွမ်းရည်တိုးတက်အောင် ရရှိလာအောင်လေ့ကျင့်ပေးကြရမယ်။ဒါကြောင့်ကျွန်တော်တို့ပထမဦးဆုံး phonics awareness day ရှိရမယ်။အဲ့ဒီအမှာ disney phonics day, jolly phonics day လည်းရှိရယ်၊ oxford phonics day လည်းရှိရယ်။ဒါမျိုးတွေကိုပေါ့နော်။အဲ sim မိမိရဲ့အာဒယာအာဒယာကိုလေ့ကျင့်ပေးလို့ရပါတယ်။ အဲ့ဒီမှာတစင်နော်အဲ့လိုမျိုးလေ့ကျင့်ပေးရတဲ့ vocabulary ကျွဲဝလာမယ်ပြီးရင် fluency ဖြစ်လာမယ်ကျဉ်းကျဉ်းကျဉ်းတိတိကျကျအတန်တွဲမှန်မှန်ကန်ကန်နဲ့ဖတ်တတ်ပြောတတ်လာမယ်အဲ့ဒီလိုမှာတစင်ပေါ့နော်တကယ်ကိုအကောင်းဆုံးအဆင့်ဖြစ်တဲ့ comprehension ဆိုတဲ့တကယ်ကိုနားလေတက်ကျွမ်းပြီးတော့မိမိကိုယ်တိုင်ကိုပဲဝေဖန်သုံးသပ်စဉ်းစားနိုင်တဲ့အဆင့်တရအောင်ဒီစပတ်မှုစွမ်းရည်တွေတိုးတက်လာလေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါလေရှင် အဲ့လိုမျိုးလေ့ကျင့်ပေးရင်းနဲ့ပေါ့နော်ဒီလိုမျိုးလေ့ကျင့်ပေးခြင်းဟာပေါ့နော်ကျမတို့ရဲ့ကလေးတွေကို phoning phoning လို့ပဲခေါ်ခေါ် phonemics လို့ပဲခေါ်ပေါ့ခေါ်ခေါ်ပေါ့နော်အဲ့လိုမျိုးတွေလေ့ကျင့်ပေးလို့လေ့ကျင့်ပေးတဲ့အခါမှာပေါ့နော်လေ့ကျင့်ပေးတဲ့အခါမှာအားနည်းလို့ရှိရင်ねလေ့ကျင့်ပေးမှုအားနည်းတယ်အားနည်းတယ်ဆိုရင်စပ်ဖတ်စွဲရည်မှာလည်းအားနည်းသွားမှာဖြစ်ပါတယ်တဲ့ ဓိကတော့ပေါ့နော်ကျွန်တော်တို့ဖုန်းနီးတွေကိုကျွန်တော်တို့လေ့ကျင့်ပေးတဲ့အတန်ပိုင်းဆိုင်ရာတွေအတန်တွေပေါင်းတယ်အတန်တွေကိုခွဲထုတ်တယ်အဲ့လိုနဲ့ပေါ့နော်စကလုံးအတ္တိရလာတယ်ဒါလေးတွေကိုလေ့ကျင့်မြန်မြန်လေ့ကျင့်ပေးရမယ်လေ့ကျင့်တဲ့အခါမှာလည်းပဲသူတို့တွေစိတ်ဝင်စားအောင်အဲပေါ့နော်ဒါကိုယ်ခန္ဓာအမှုအရာတွေလှုပ်ရှားမှုတွေနဲ့တို့ကိုလေ့ကျင့်ပေးရမယ်။ဒါမျိုးလေ့ကျင့်ပေးမှဒါလေကျမတို့ ဲကောင်းကောင်းစာဖတ်စွမ်းရည်အားကောင်းလာစီမှာလည်းဖြစ်ပါတယ်ရှင်။အဲ့ဒီမှာလိုမျိုးလေ့ကျင့်ပေးရင်းနဲ့ပေါ့နော်သူတို့တွေဟာ orthographic med bin ကိုအားကောင်းလာစီတယ်။အဲ့ဒီလိုမျိုးတဖြည်းဖြည်းနဲ့သူတို့ဒီကလေးတွေဟာပေါ့နော်တော်သူရဲ့စာဖတ်နားလည်နိုင်မှုစွမ်းရည်တွေစကားလုံးအစ်စ်တွေဒါမျိုးတွေကိုသူတို့တွေအဲမှန်မှန်ကန်ကန်ဖွံ့ဖြိုးလာစီမှာလည်းဖြစ်ပါလေရှင် အဲ့လိုနဲ့ပေါ့နော်အုံနောက်ထဲမှာ mental process တွေလုပ်ပြီးတော့တင်ခရခဲ့တဲ့ စကလုံးတွေကိုပေါ့နော်ချက်ချင်းပေါ့အာမထုတ်ရပဲနဲ့လွယ်လွယ်ကူကူပြန်ထုတ်နာလိုက်တယ်တဲ့ အဲဇေကလုံးတစ်လုံးကိုတိပြီဆိုရင်ဒါကိုပေါ့နော်အဲလွယ်ကူစွာနဲ့ပေါ့နော်ခက်ခဲမှုမရှိဘဲနဲ့လွယ်လွယ်ကူကူပြန်ပြီးတော့ထုံနိုင်တယ်ပြောနိုင်တယ်ဒါကကျမတို့ phonemic awareness တွေကိုလေ့ကျင့်ပြီးခဲ့မှဒါဒီလိုမျိုးတို့တွေဟာလွယ်ကူစွာနဲ့ပြန်လည်ထုတ်ယူနိုင်မှာထုတ်ပြီးတော့ပေါ့နော်အသုံးပြုနိုင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျမတို့ phonemic awareness တွေကို တည်တည်ကြာကြာစနစ်တကျမတင်ခဲ့ရတဲ့ကလေးတွေရဲ့30ရာနေ40ရာခိုင်နှုန်းကတဲ့ reading skill ဖွံ့ဖြိုးမှုမှာအားနည်းစီပါတယ်တဲ့။ဒါကြောင့်ကျွန်တော်တို့စကြရသူတို့အတန်တွေကိုလေ့ကျင့်ပေးကြရမယ်။ဒီအတန်အတွက်တွေမှန်အောင်အတန်အတွက်တွေကိုဒီကြီးကြကြပြောတတ်စွာဒါမျိုးလေးတွေကိုလေ့ကျင့်ပေးရမယ်။လေ့ကျင့်မှုအားနည်းခဲ့လို့ရှိရင်ကျွန်တော်တို့စာဒီစာဖတ်မှုပေါ့နော် reading skill ဘိုင်းမှာ ကျန်းကျင်မှုတွေဖွံ့ဖြိုးမှုတွေအားနည်းသွားစီမှာဖြစ်ပါတယ်ရှင်။အဲ့တော့ကျွန်တော်တို့တေချာလေးကျင့်ပေးခဲ့ရင်တော့တဲ့ VD ပိုင်းအခက်ခဲတွေကိုကာကွယ်ပေးနိုင်တယ်။ဒါကြောင့်ကျွန်တော်တို့လေ့ကျင့်ပေးဖို့လိုအပ်တယ်ဆိုတာလေးကိုဆွေးနွေးပေးရခြင်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီနေ့မှာဆိုလို့ရှိရင်ကျွန်မဆွေးနွေးပေးခဲ့တဲ့အကြောင်းအရာဆီဆိုရင်ဒါ စာဖတ်မှုစွမ်းရည်အပိုင်းကြီး၅ပိုင်းအကြောင်းဆင်းနေတာတဲ့ phonemics awareness day ဖြစ်အောင် လေ့ကျင့်ပေးရမယ်။အဲ့ဒီမှာဒီ phonics day အတန်နေပေါင်းနေထုတ်တဲ့ဒါမျိုးတွေကိုလေ့ကျင့်ပေးမယ်။ပြီးရင် vocabulary ကိုကျေဝအောင်လေ့ကျင့်ပေးရမယ်။အဲ့လိုမျိုးလေ့ကျင့်ပေးပြီဆိုရင်သူ fluency ချီချီပေါ့ဖြစ်ဖြစ်ပေါ့နော်ပြောတတ်လာမယ်။အဲ့ဒီအမှတစင်သူတို့ကိုယ်တိုင်ပေါ့နော် analyze day လုပ်နိုင်မယ်။အဲနောက်တစ်ခါစဉ်းစားဝေဖန်သုံးသပ်နိုင်မယ်။ ကိုယ်တိုင်စကားလုံးတွေကြင်ကြင်ကြင်နဲ့ပြောတဲ့ဆိုတဲ့တဲ့အဆင့်ကိုရောက်တယ်ဆိုတဲ့ comprehension ဆိုတဲ့နားလေတက်ကြွမှုအစဉ်ကိုတဖြည်းဖြည်းနဲ့တက်လန်းလာနိုင်မှာဖြစ်ပါတယ်ရှင်။အဲ့လိုမျိုးအစဉ်တီရောက်ရှိအောင်ကျမတို့ရဲ့ကလေးတွေကိုအဓိကစဖတ်ဆွဲရည်တွေမြင့်တက်လာအောင်ဒီချင်းပေးကြရမယ်ဆိုတဲ့အကြောင်းလေးကိုယနေ့ဆွေးနွေးပေးရင်းနဲ့ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုဏီကုန်းချုပ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။